โอเคเอ่อบ่เนาะจนนามก็ซอฟลงลูกขอเลยบ่เนาะซอฟลงลูกขอเลยจนก็แลชิดีญี่ปุ่นနိုင်ငံมาနေတယ်ญี่ปุ่นနိုင်ငံมาနေပြီးတော့จนดีญี่ปุ่นနိုင်ငံကအင်းရက်ဖက်ဖွဲ့စည်းတခုဖြစ်တဲ့ Overseas Grand Organization Japan ဘောเนาะအတူကအားဖြင့် OKOJ လို့ခေါ်ပါတယ်အာကျွန်တော်ဒီဖွဲ့စည်းရဲ့လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူတာဝန်ထမ်းဆောင်နေတယ် အာပြီးတော့ဒီတန်လွင် campaign မှာလည်းဒုတိယဥက္ကဋ္ဌဖြစ်နေအာကျွန်တော် campaign committee ပေါ်မှာပေါ့နော် campaign committee မှာဒုတိယဥက္ကဋ္ဌဖြစ်နေတာဝန်ယူပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဒီအခုတော့ကျွန်တော်တန်လွင် campaign ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီတန်လွင်မြေကြောင်းလျှောက်နေပေါ့နော်ကျွန်တော်တို့ဒီအာကျွန်တော် KNU သားအစည်းအဝေး KNU ရဲ့ထိန်းချုပ် ဟိုနော်ဒေတာတလျှောက်ပေါ့ဒေတာဒေတာအတိအတိမှာရှိရပေါ့ဒီကျွန်တော်တို့ပြည်သူလူထုဟာဆိုရှင်အခုဆိုဒီအာနာသိန်းစစ်ကော်မရှင်တက်တရဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေနောက်ပြီးတော့လက်နက်ကြီးပြစ်ခတ်မှုတွေပေါ့နော်ဒီလိုမျိုးကြောင့်ကျွန်တော်တို့အာအိုးအိမ်စည်းစိမ်တွေဆုံးရှုံးပြီးတော့ပေါ့နော်ထွက်ပြေးတိမ်းရှောင်နေကြရတယ်စေဘေးရှောင်ပြည်သူတွေများလာတဲ့အတွက်ဒီစေဘေးရှောင်ဒီကိစ္စနာတွေကိုအာအနည်းဆုံးတက်နိုင်ဆုံးဖြေရှင်းပေးဖို့ရယ် ောက်နောက်ပြီးတော့ဒီလိုမျိုးအာဒီအန်ဒီရီယာတွေပေါ့နော်ဒီကြောင့်တိုက်ခိုက်မှုတွေဒီအာလက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေရာနေပြီးတော့ဟိုဟာရှောင်ရှားနိုင်ဖို့ပေါ့နော်ရှောင်ရှားနိုင်ဖို့ဒီဒီရှောင်ရှားနိုင်ဖို့အတွက်ကိုကျွန်တော်တို့နီးပညာအကူအညီတွေပေါ့နော်နီးပညာအကူအညီတွေပေးစွမ်းနိုင်ဖို့ပေါ့နော်ပေးစွမ်းနိုင်ဖို့ဆိုတော့ဒီရွယ်ချက်ဒီနောက်ပြီးတော့ကျွန်တော်တို့ဒီ campaign လေးမှာထူးခြားတဲ့ရွယ်ချက်လေးတခုပါလာတာကကျွန်တော်လက်ရှိအခုလုပ်မယ်ပေါ့နော်ဟိုအဲစစ်ကော်မရှင်ရဲ့ဒီ ရွေးကောက်ပွဲပေါ့နော်ရွေးကောက်ပွဲကိုကျွန်တော်တို့ဒီစက်ကျင်ပို့ပေါ့နော်စက်ကျင်ပြည်လူလူအနေနဲ့စက်ကျင်တွန်းလိုက်ဘလို့ကာကွယ်မယ်ပေါ့နော်စက်ကျင်ပို့အတွက်ကိုကျွန်တော်အနေနဲ့ဒီစီယုံရေးပိုင်းပေါ့နော်စီယုံရေးပိုင်းလေးပါလှုပ်ဆောင်သွားဖို့ဆိုတော့ရွေချက်တွေနဲ့ကျွန်တော်တို့ဒီကမ်ပိန်းလေးလုပ်ဖြစ်တာဖြစ်ပါတယ်ပေါ့နော် ုတ်ကလီကပေါ်ကျွန်တော်ရဲ့တတိပုတ်ကလီပါနော်ရက်ရော်ပေါ်တော့သဘောထားအနေနဲ့ကလည်းကျွန်တော်တို့ကဒီကောက်ဒီရွေးကောက်ပွဲကပြည်သူလူထုရဲ့ဆန္ဒလည်းမပါသလိုပေါ့နော်ဟိုဟိုအများရဲ့ဆန္ဒနဲ့လောက်တာလည်းမဟုတ်ဘူးဟောပေါ့နော်ဒါကတော့တရားမဝင်တဲ့ရွေးကောက်ပွဲလို့ပဲကျွန်တော်အနေနဲ့တော့ဟောတီးပေါ်ပါနော်သတ်မှတ်ပါတယ်ပေါ့နော်တီးမှတ်တော့ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲကိုမပြုတ်ပါဘူးပေါ့နော်ဟုတ်ကဲ့ပါ အာဟုတ်ကဲ့ talent campaign ကိုပူပေါင်းပါဝင်လူသူတွေပေါ့နော်ပူပေါင်းပါဝင်လူသူတွေအနေနဲ့ကကျွန်တော်တို့နီးလန်းကအဲ၃ခုလောက်ကျွန်တော်တို့ရှိတယ်ပေါ့နော်နီးလန်း၃ခုလောက်ရှိတယ်အဲ့ဒါတွေကတော့ကျွန်တော်တို့နံပါတ်၁နီးလန်းနေတယ်ပေါ့နော်ကျွန်တော်တို့ဒါကတော့အရင်အရင် campaign တွေလည်းကျွန်တော်တို့ဒီလုပ်ခဲ့ကြတယ်ပေါ့နော်အဲ့တော့ဒီ campaign တွေနီးတူပေါ့နော်အရင်အရင် campaign တွေနီးတူပဲကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကအဲ သက်ဆိုင်ရာနိုင်ငံအလိုက်ကိုယ်စားလှယ်ရှိတယ်သူတို့စီကနေသူတို့စီဆက်သွယ်ပြီးတော့ဗောနော်အဲမိမိတို့တက်နိုင်တဲ့အတိုင်းတာအနေနဲ့ရံမုံငွေထည့်ဝင်ပြီးတော့လည်းပါဝင်နိုင်တယ်အာနံပါတ်1အနေနဲ့ဟာဒီကမ်ပိန်းမှာကျွန်တော်တို့ထူးခြားမှုတစ်ခုနဲ့ဗောနော်အရင်ကမ်ပိန်းတွေထပ်ပို့ပြီးတော့ဟောဖြစ်တာကကျွန်တော်တို့ကန်ဆယ်မဲ့ဗောနော်အဲကန်ဆယ်မဲ့လက်မှတ်လေးတွေရောင်းပို့ပြီးတော့ဟောနော်မြင့်တင်ထားတယ်ဗောနော်ကန်ဆယ်မဲ့လက်မှတ်တွေအရေးအတွက်လည်းမြင့်တင်ထားတယ်နောက်ပြီးတော့ ကျွန်တော်တို့ဒီကန်ဆာမဲ့လက်မှတ်တွေရဲ့ပေါင်မဲတွေပေါ့နော်စပောက်စုရာဆိုလို့ရှိရင်လည်းအရင်အရင်ကမ်ပိန်းတွေထက်ကိုပို့ပြီးတော့တိုးမြင့်ထားတယ်ပြီးတော့တန်ဖိုးကြီးဟိုနော် product တွေပေါ့နော်တကယ် brand product တွေပြတဲ့ဒီ apple product တွေကိုကျွန်တော်တို့ထည့်သွင်းပြီးတော့ပေါ့နော်အာတန်ဟိုပေါ့နော်ဒီအဲဘလော့ကပေါင်မဲ့တန်ကြီးอ่ะတန်ဖိုးအဖြစ်လဲပို့ပြီးတော့အဲကြီးမာကြီးမြင့်နေပေါ့နော်တန်ဖိုးကြီးပစ္စည်းတွေကိုထည့်သွင်းပြီးတော့ကျွန်တော်တို့ အာဆောင်ရွက်ထားပါတယ်ဒါအတွက်ဒါအတွက်ကြောင့်ပါနော်ဒီကန်ဆယ်မဲ့လက်မှတ်တွေအာဝယ်ယူအပြန်နိုင်ငံကိုယ်စားလှယ်အလိုက်ပေါ့နော်ကိုယ်စားလှယ်တွေဈေးကနေပြီးတော့လည်းပါဝင်ဝယ်ယူခြင်းအဖြစ်ပါဝင်အဖြစ်ပြီးနိုင်တယ်လို့နောက်ဆုံးတစ်ချက်အနေနဲ့ပေါ့နော်ဒီကမ်ပိန်းမှာကျွန်တော်တို့ပါဝင်လာတဲ့အဲချက်သွင်းလာတဲ့ပေါ့နော်ဟိုဟိုတခုကဘာလဲဆိုတော့အစီအစဉ်လေးอ่ะဆိုရင်ဒါ music concept ပေါ့နော် music concept ဒီ music concept မှာလည်း ဒီ music concept ကိုအာပါဝင်ခြင်းဖြစ်ပြီလေဒီ campaign လေးမှာကျွန်တော်တို့ရမုံငွေဟိုပါเนาะပါဝင်ကူညီနိုင်တယ်ဆိုတဲ့အကြောင်းပါเนาะကျွန်တော်ဒီနီလန်၃ခုနဲ့ကျွန်တော်တို့စီစဉ်ထားရဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျာโอเค campaign ရဲ့ဒီ campaign လုပ်တဲ့ကာလကိုတော့ကျွန်တော်တို့အခုဒီ November လတည့်ရနေ့အနေနဲ့ရပါတော့ကျွန်တော် campaign အာ sorry နှုတ်ကပါတရားနေရပါတော့တရားနေရကျွန်တော် campaign ခဲ့တယ်ပေါ့နော် campaign ဖွင့်ပွဲ campaign ဖွင့်ပွဲလုပ်ပြီးတော့ campaign ဖွင့်ခဲ့တယ် campaign ရဲ့ဒီကာလကိုတော့ကျွန်တော်တို့လက်ရှိမှာ ဟိုပါဘောနော်ဟို15ရက်နေ့တီပေါ့နော်15ရက်နေ့ကမ်ပိန်းကာလ15ရက်နေ့တီလို့ကျွန်တော်သတ်မှတ်ထားအာ sorry နော်ဒီဇင်ဘာလ15ရက်နေ့တီလို့ကျွန်တော်တို့တလခွဲပေါ့နော်ခြားသတ်မှတ်ထားတယ်ဒါပေမဲ့ကမ်ပိန်းပိတ်ရက်ကိုတော့ဒီဇင်ဘာလ20ရက်နေ့မှာလုပ်ဖို့အတွက်ကိုကျွန်တော်စီစဉ်ထားတယ်ပေါ့နော်အာဒီတော့ကျွန်တော်တို့ရန်ကုန်ငွေအားဖြင့်အာပါဝင်အားဖြင့်ကျင်တဲ့နော်ပြည်သူလူထုအနေနဲ့ကကျွန်တော်တို့ဒီကမ်ပိန်းလေးကိုကမ်ပိန်းဖွင့်တဲ့ နေ့ရနေစားပြီးတော့ကမေးဖွင့်တဲ့ဒီနိုဝင်ဘာလ10ရက်နေ့ကနေစားပြီးတော့ကျွန်တော်တို့ကမေးပိတ်မဲ့ဒီဇင်ဘာလ15ရက်နေ့ထိပါဝင်နိုင်ပြီးတော့အဲကျွန်တော်တို့ဒီကစမဲတော့အစီအစဉ်မှာပါဝင်ပြီးတော့ကစမဲလက်မှတ်တွေဝယ်ယူပြီးတော့ဒီအားဖြည့်ပြီးအားဖြည့်ခြင်းနဲ့အာပြည်သူတွေအနေနဲ့တော့ကျွန်တော်တို့ကမ်ပိန်းကော်မတီကိုကျွန်တော်တင်ပြထားတဲ့အာအတိုင်းအာတင်ပြထားတဲ့အခြေအနေအရဆိုရင်တော့ကျွန်တော်တို့ပေါ့နော်ဒီဇင်ဘာလကော ဟိုနောက်နှစ်ပေါ့နော်ဒီ2026နှစ်စန်းပိုင်းလောက်ပေါ့နော်တလာပိုင်းနှစ်စန်းပိုင်းလောက်မှာအာကန်ဆယ်မဲ့အအစီအစဉ်ကိုကန်ဆယ်မဲ့ဖွင့်တဲ့အစီအစဉ်ကိုလုပ်ဖို့ရှိပါတယ်ပေါ့နော်အာဒီတော့နောက်ထပ်ဒီ campaign က20ရက်နေ့မှာ campaign ပြည့်ပွဲလုပ်ပြီမယ်ဆိုပေမဲ့အဲ့တော့ဒီ campaign ပြည့်ရဲ့နောက်ပိုင်းပေါ့နော်နောက်ဆက်တွဲအစီအစဉ်တွေကဆက်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကန်ဆယ်မဲ့လက်မှတ်အစီအစဉ်နဲ့ကျွန်တော်တို့ music concept ကိုတော့ကန်ဆယ်မဲ့ ဟိုပါဗောနော် sorry ဟိုကစားမဲ့အစီအစဉ်နဲ့ဒီ music concept အစီအစဉ်ကတော့ကျွန်တော်တို့ဒီ campaign ပိတ်ပြီးရဲ့နောက်ပိုင်းမှာဗောဆက်ပြီးဆက်ပြီးစီစဉ်တော့မှာဖြစ်ပါတယ်ဗောနော်အဲ့ဒါလေးဒီဒါပေမဲ့အဲ့ဒီစီစဉ်မဲ့ရက်တွေကိုတော့ကျွန်တော်တို့လက်ရှိမှာတော့ဗောနော်ဟို comedy အနေနဲ့လည်းအတိအကျသတ်မှတ်ထားတော့ရှိသေးဘူးဗောနော်ဒါကိုကျွန်တော်ဒီကြားထဲမှာကျွန်တော်တို့ဆက်လက်ပြီးတော့ ကမ်ပိန်းကာလအတွင်းမှာလုပ်ရမယ်ကျွန်တော်တို့ရဲ့အပတ်စဉ် meeting တွေမှာပေါ့နော်ကျွန်တော်ဆက်လက်ပြီးတော့အဆွေးနွေးတိုင်ပြီးမှာပဲကျွန်တော်တို့ဒီပြုလို့ရမယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အာကမ်ပိန်းရဲ့ target ကတော့ကျွန်တော်တို့အလက်ရှိပါပေါ့နော်ကျွန်တော်တို့ဒီ bet 10တန်းပေါ့နော် bet 10တန်းကိုအော် type bet ပေါ့နော် type bet ငွေအပြည့် bet 10တန်းကျွန်တော်တက်မှတ်ထားတယ်ဒီ bet 10တန်းမှာမှာကျွန်တော်တို့က bet 5တန်းကတော့ကျွန်တော်တို့ကန်ဆယ်မဲအစီအစဉ်ပေါ့နော်ကျွန်တော်တို့ ပြန်စမဲ့အစီအစဉ်ကနေပြီးတော့မဲလက်မဲ့ရောင်းချပြီးကျွန်တော်ရှာပွေဖို့စီစဉ်ထားပြီးတော့ကျန်တဲ့ပတ်၅သန်းကိုတော့ကျွန်တော်တို့ရန်ပုံငွေအာရှာပွေစီစဉ်နဲ့ကျွန်တော်ဒီ music concept တို့ပေါ့ဗောနော်အဲ့အစီအစဉ်ကနေပြီးတော့ရှာရှာပွေဖို့အတွက်ကိုကျွန်တော်တို့စီစဉ်ထားပါတယ်အာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီတန်လျင် campaign ရုပ်လောက်ရွေချက်ကလည်းကျွန်တော်အာအရှိမပြောခဲ့သေးဘူးပေါ့နော်ဒါကကျွန်တော်တို့ဒီ အေးကျွန်တော်တို့ရဲ့ဒီကောပေါ့နော် ပြောရရင်တန်လွင်မြေကြောင်းတလျှောက်ဆိုတာထပ်ကိုပေါ့နော်ကျွန်တော်ဒါကကရင်မျိုးသားစီယုံ KNU ရဲ့ထိန်းချုပ်အနေမြေဒေသတလျှောက်ဖြစ်တဲ့ဖြစ်တဲ့အတွက်ကိုအော်ဒေသတည်တည်ဖြစ်တဲ့အတွက်ပေါ့နော်ဒါအရင်ကိုကျပြန့်ပါတယ်ဟောဆိုတာကကျွန်တော်တို့ဟိုဘက်ဒီကရင်အဂရင်းနီနဲ့အနေဆက်ပေါ့နော်ဂရင်းနဲ့နေဆက်ဒေသအနေနေဆက်ဖြစ်တဲ့ဒီ KNP နေကနေပြီးတော့တောက်လျှောက်ကနေကျွန်တော်တို့ဟိုဘက်ပေါ့နော်ကျွန်တော်တို့တက်မှာလေးပေါ့နော် KNU တက်မှလေဒီဘိတ်တွယ်ခိုင်စီအတိဖြစ်တဲ့အတွက်ဒီနေဆက်တေချာတလျှောက်ကတော်တော်ရှိပါတယ်အဲ့ရှိတာရောက်ရောက်မှရှိတဲ့ဒီပြည်သူတွေပြည်သူတွေပေါ့နော်ကျွန်တော်တို့ပြည်သူလူထုရဲ့အာဒေသင်ကြုံနေရတဲ့ဟိုပါပေါ့နော်အခက်အခဲတခုဖြစ်တဲ့ဒီစစ်အာဏာရှင်တက်ရဲ့စစ်ကွန်ရှင်တက်ရဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေအာဒီလက်နက်ကြီးပစ်ခတ်မှုတွေကိုကျွန်တော်တို့ကပြန်လဲပြီးတော့ပေါ့နော်ကာကွယ်ပေးဖို့တို့တရားနေပြီးတော့ဒီ ြစ်ခတ်မှုတွေရနေပြီးတော့ဒီအာရှောင်လွှားနိုင်ဖို့ပေါ့နော်ဆိုရဲအနေအမှာကကျွန်တော်တို့ကအဓိကအဖြစ်ပေါ့နော်အာလေလေချောင်းဆိုရဲနေရာမှာလေချောင်းတက်ခိုင်းမှုဆိုရဲနေရာမှာအခုလက်ရှိပေါ့နော်စစ်ကွန်ရှင်တက်ကတွင်တွင်ချင်းတုံးလာတဲ့ကျွန်တော်တို့ drone ပေါ့နော် drone ဤပညာပေါ့ drone ဤပညာတွေကိုကျွန်တော်တို့ကဒီလက်ရှိညမောက်ခေတ်ကာလမှာလည်းကျွန်တော်တို့စစ်ပွဲတွေရာဆိုလို့ရှိရင်အာဤပညာစစ်ပွဲဘက်ကိုအသွင်ပြောင်းလာတယ်ပေါ့နော်အသွင်ပြောင်းလာတဲ့အတွက်ကျွန်တော်တို့ကဒီ ဟိုပေါ့နော်အသွင်ပြောင်းလာညီပေါ့နော်ဒီပညာလေးကိုကျွန်တော်တို့ဘက်ကနေပြောအဲလိုက်လံပြီးတော့ပေါ့နော်မြင့်ဟိုဟာအမြဲတမ်းပေါ့နော်စင်ဆိုင်ဒီဇိုင်းအစင်ဆိုင်ပြမပြတ်ပေါ့နော်ကျွန်တော်တို့ update လုပ်နေရတာပေါ့နော်ဒီပညာလေးကိုကျွန်တော်တို့ update မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပါပေါ့နော်ဒီပညာရဲ့နောက်ကိုရောက်ခဲ့ရောက်သွားလို့ရှိရင်ကျွန်တော်တို့ရန်သူရဲ့ဒီပညာကပို့ပြီးတော့မြင့်မာသွားတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တွေကဒီထိတ်ကိုင်းနေတာမှုတွေကအများကြီးကျွန်တော်တို့ပြီးဆက်ရပါတယ်နော်ပြီးဆက်ရဒီအတွက်ကြောင့် ကျွန်တော်ဒီနီးပညာလေးပေါ့နော်အဓိကအားဖြင့်ကျွန်တော်ရဲ့ drone နီးပညာလေးအာဒါတွေကိုမြှင့်တင်ဖို့အတွက်ကိုအာရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ဒီဘောပေါ့နော်ပြောရလို့ရှင် current ဒီတောင်ပိုင်းတိုင်းဒေသပေါ့နော်ကျင်ကျွန်တော်တို့ကင်မျိုးသားချင်း KNU ရဲ့အဲဆေးလှူရှားရဒီတောင်ပိုင်းတိုင်းဒေသတစ်လျှောက်မှာတင်မကပဲပေါ့နော်ဒီတောင်ပိုင်းတိုင်းဒေသတစ်လျှောက်လည်းမကပဲကျွန်တော်ဒီဒီ campaign ကရရှိလာတဲ့ ကျွန်တော်တို့ရန်ပုံငွေတွေနဲ့ဒီကျွန်တော်တို့ drone ဒီပညာတွေကိုကျွန်တော်နှစ်နှစ်တင်နိုင်ခဲ့ပြီ drone ရဲ့ကာကွယ်ရေးတွေရောတိုက်ဟိုပါပေါ့နော်ပြန်ပြီးတော့တွန်းလှန်ရေးပေါ့နော်ဒီနေရာတွေမှာကျွန်တော်တို့ဒီလိုနှစ်ပညာတွေနှစ်တင်နိုင်နိုင်တဲ့အတွက်ကျွန်တော်တို့ဒီကင်းရင်ဒေတာတွေမဟုတ်ဘူးပဲမဟုတ်ပဲနဲ့ပေါ့နော်ကျွန်တော်တို့အခြားသောတော်လိုင်းဒေတာတွေကိုလည်းဒီနည်းပညာတွေပြန်လည်ပြီးရှယ်ရင်းလုပ်ပေးနိုင်တယ်မျှဝေပေးနိုင်တဲ့အတွက်အခြားသောအာကျွန်တော်တို့ဒီဒီဒေတာတစ်ခုရင်းစမဟုတ်ပဲနဲ့ကျွန်တော် nation wide ဖြစ်သွားမှာပေါ့နော် nation wide ဖြစ်နေကျွန်တော်တို့အာဒီ ဒေါ်လာရေးမှာပါပါဝင်နေတော့ကျွန်တော်တို့အခြားသောဒေသတွေကဒေါ်လာရေးအဖွဲ့အစည်းတိတိပြန်ပြော့ဒီတင်းပညာတွေမျှဝေပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒီကျွန်တော်တို့အဲတနိုင်ငံလုံးမှာရှိတဲ့ဒီဘောနော်ကျွန်တော်ပြည်သူလူထုအနေနဲ့ဘောနော်အဲဒါဒီဒီကမ်ပိန်းကိုပံ့ပိုးပေးရတာဆိုလို့ရှိရင်ဒေါ်လာရေးကိုထောက်ကူပြုရတာ ကြာကြတယ်ဆိုတော့ပေါ့နော်အဲ့အားလေးကိုသိစေချင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲဒါကဒီ campaign လေးကလည်းအရေးကြီးတဲ့ campaign ထဲမှာပါတယ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ campaign ကနေပြီးတော့တစ်ဆယ်ပြောချင်တာကတော့ပေါ့နော်ကျွန်တော်တို့ဒီ campaign ကရရှိလာတဲ့ရန်ပုံငွေတွေကလည်းလုံးဝဒီကျွန်တော်တို့ဒီဟောပေါ့နော်ဒီကဲဟောပေါ့နော် KNU ရဲ့တင်းကျုံနေ data တွေမှာရှိတဲ့ကျွန်တော်တို့ drone တပ်ဖွဲ့တွေပေါ့နော် drone တပ်ဖွဲ့အသီးသီးကိုကျွန်တော်တို့ကနှီးပညာမြင့်တင်ဖို့တွေအာ လိုအပ်တဲ့နော်ဟိုဘောနော်အာထောက်ကူကရိယာတွေဖြည့်ဆည်းပေးနိုင်ဖို့တွေပေါ့နော်ဒါတွေအတွက်ကိုလည်းအဓိကရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်အာကျွန်တော်တို့အများကြီးဟိုဘောနော်ဒီစီရေးဆိုင်ရာမှာပဲပြောဒီဟိုဘောနော်ကာကွယ်ပေါ့နော်ပြည်သူလူထုကိုကာကွယ်စားရှောက်တဲ့နေရာမှာပဲပြောအများကြီးအထောက်အကူပြုမယ်ဆိုတဲ့အကြောင်းကျွန်တော်ဟိုပြည်သူလူထုကိုလည်းအတိပေးကြောကြလို့လည်းပေါ့နော်ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့လည်းအာသူပဲ ါဝင်ပေးဖို့လည်းကျွန်တော်မေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်